ညီကွင်းနဲ့ပေါင်းမိတော့ခြင်းသည်လွန်လည်ပြီးတော့အခါဘာရနဒီပြည်နီးတောအုပ်တစ်ခု၌ခြင်းသိမ်းမောင်နှံရှိ၏ခြင်းသိမ်းမှတွင်သားတကောင်သမီးတကောင်မွေ၏သားခြင်းသည်အားမနှောစားဟုအမည်မှတ်၏မနှောစားအရွယ်ရောက်သောအခါခြင်းသိမ်းမငယ်တကောင်နှင့်ပေါင်းဖက်၏မနှောစားသည် အမိအဖကို၎င်းနှမကို၎င်းမယားကို၎င်းကျွဲအစားရှိသည်တို့ကိုတတ်၍ကျွေးမွေးပြုစု၏ တနေ့တစ်နေ့မနှောစားသည်ကြဆားရမြည်၌ဝစ်ဆင်းနေသောမြေခွေးကိုတွေ့သည်ဖြင့်အဆွေအဖဲကြောင့်ဝစ်ဆင်းနေသည်ဖြစ်မေရာမြေခွေးကအရှင်ချင်းသည်အရှင်ထံပါ၌ခါးသားလိုပါသည်ဟုဆို၏မနှောစားလဲကောင်းပြီခါးသားလို့ဟုဆိုကမြေခွေးကိုမိမိနေရာသို့ခေါ်သွား၏ဖခင်ချင်းသည်မြေခွေးကိုမြင်သောအခါချက်သားမနှောစားမြေခွေးတို့မြည်သည်တီလာမရှိရုံမာသောအကျင့်ရှိတတ်၏ မိခွေးနှင့်အတူမနေသင့်ဟုတားမြစ်၏ထို့သော မနောဇာသည် ဖခင်ချင်းသည်တားမြစ်စကားကိုမနာယူဘဲမိခွေးနှင့်ပေါင်းသင်းမြဲပေါင်းသင်း၏တနေ့တွင်မြင်းသားကိုစားလိုသောမိခွေးသည် မနောဇာအားအရှင်ငါတို့သည် မြင်းသားမှတပါအခြားအခြားသောအသားတို့ကိုစားဘူးကြ၏မြင်းသားကိုမူမစားဘူးသေးကြမင်းကိုဖမ်း၍စားကြကုန်မှဟုဆို၏ထိုအခါမနောဇာကအဆွေမြေကိုအဖေအရန်၌မြင်းရှိသည်နီဟုမေး၏ မြေခွေးကဘာနဒီပြည်မြင်းသားတွင်ရှိဤဥဖြစ်မနောသာလဲမြေခွေးနှင့်အတူမြစ်သို့သွား၏မြင်းများမြင်းနိုင်ရေချိုးစဉ်မြင်းနှကောင်ကိုဖမ်း၏ကျော၌တင်ကလှိုင်ကူသို့လင်းမြန်းစွာယူလာသည်ထိုအခါမနောသာအဖချင်းသည်သည်ချစ်သားမနောသာမြင်းတို့မြည်ဒီမှာမင်း၏ယင်ဖြစ်သည်မင်းတို့သည်မာယာများ၏မင်းထံ၌ကျွမ်းကျင်သောလေသမားတို့ရှိ၏ပြင်းမဆာ၏မင်းကိုမဖမ်းနိုင်ဟုဆုံးမ၏ထို့သောမနောသာသည် ဖခင်ချင်းတဲ့ဆုံးမစကားကိုမနာယူပဲမြစ်ကိုသွားမြဲသွားကမြင်းကိုဖမ်းမြဲဖမ်း၏ထို့သို့ပြုပံများသောဘာနဒီပြည်၌ချင်းတဲ့တကောင်သည်မြင်းများကိုဖမ်းယူတက်ဖြတ်သည်ဟုသောသတင်းစကားပြန့်နှံ့၏ထို့သတင်းစကားမင်းနာကိုပေါက်ကြားကမင်းသည်မြင်းတို့ကိုမြင့်၌ရေမချိုးစေတော့ပဲမြို့ရင်း၌ရေကန်တူး၏ရေကန်၌ပင်ရေချိုးစေ၏မနောစာချင်းတဲ့လဲမြို့ရင်းရေကန်တို့လာကမြင်းတို့ကိုဖမ်းယူ၏ထို့အခါ မင်းဒီမင်းတို့ကိုရေကန်တို့မသွားစေပဲမင်းကြီးကုန်းလိုက်တာနေစေပြီးတင်းကိုအတွင်း၌တာအစာရေစာကျွေး၏မနောစာလဲမင်းဒီကုန်းတို့လာမင်းတို့ကိုဖမ်း၏အဆုံး၌မင်းဒီလေးသမားကိုခေါ်ကာချင်းသေးကိုပြစ်နိုင်စွမ်းရှိမရှိမေ၏လေးသမားကစွမ်းဤဟုလျှောက်၏မင်းဒီလေးသမားကိုချင်းသေးအပြစ်စေ၏လေးသမားသည်လေးစဉ်ကိုတတိုင်းမိ၏ထိုးကာချင်းသေးလာလန်းအားစောင့်၏မနောစာသည်မြေခွေးကိုမြို့ပြင်မှထားခဲ့ပြီး မြင်းတကုတ်ရှိရာသို့အရှိန်အဟုန်ဖြင့်ပြေးလာ၏ဝင်မပါအရှိန်အဟုန်ဖြင့်ပြေးလာစဉ်မပြစ်သေးပဲမြင်းကိုတင်ဆောင်လာစဉ်အပြန်တွင်မှလေးသမားသည်ပြည့်၏မြားသည်မနောဇာ၏ကိုယ်ကိုဖောက်ထွက်၏မနောဇာသည်ငါ့ကိုမြားဆူးပြီဟုအော်မိမြို့ပြင်မှညီကွေးသည်လေးညွတ်ခတ်တံကို၎င်းမနောဇာ၏အော်မိတံတို့ကို၎င်းကြားရသောအခါမနောဇာသည် လေးသမားပြည့်၏တေတော့အံ့ ်အသက်ရှင်သောငါသည်တေသူနှင့်အကျွမ်းဝင်ခြင်း၏အကျိုးရှိတော်ဤမဟုတ်ဆိုကမျိုးနှင့်ဝေးရသို့ထွက်ပြေးသွား၏မနောစားခြင်းသည်လည်းမင်းကိုချီကမိမိနေထိုင်ရာလှိုင်းကူသို့အရောက်ပြန်လာပြီးလှိုင်းကူဝါ၌မင်းကိုချရင်လဲကြတည်ဆုံးလေ၏ထို့အခါမနောစား၏ဆွေမျိုးတို့သည်မြားတန်ရာကြောင့်သွေးလင်းလင်းဖြစ်နေသောမနောစားကိုမြင်သောအခါကောင်းကျိုးကိုလို၍ဆုံးမသောမိဘ၏စကားကိုနားမထောင်ပဲရုံမာသူနှင့်ပေါင်းဖော်ခြင်းကြောင့်ဤသို့ဘေးဒုက္ခကြုံရ၏ဟုဆိုကြလေ၏